အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နိုဝင်ဘာ25ရက်နေ့သတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ပါဒီတစ်ခါကတော့သတင်းတွေမဟုတ်ဘဲနဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကြားထဲမှာရေပန်းစားနေတဲ့ပန်ဆေလူနဲ့အုတ်ခမင်းအုတ်ခမင်းမောင်ပေါ့နော်ပန်ဆေလူနဲ့အုတ်ခမင်းမောင်ကြားထဲမှာ US ကနေထိုင်တဲ့မြန်မာနိုင်ငံသားတွေဝင်မပါကြတဲ့ဆိုပါမှာ ကျွန်တော်ကတော့ပြောချင်ပါတယ်သတိပေးချင်ပါတယ်ဒါကအစေတနာမှကိုပြောပြတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘူးမတိဘာမတိနဲ့ဒီကိစ္စမှာဝင်ပါနေမယ်ဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ကလည်းထောင်ချနိုင်ခြင်းရှိတယ်ပေါ့အခုပန်စေတူနဲ့အုတ်ကမင်းမောင်ကတယောက်နဲ့တယောက်တရားဆွေးမဲ့အနေထားတွေရှိလာတယ်တစ်ဖက်မှာလည်းအုတ်ကမင်းမောင်ကပန်စေလိုကို FBI မှာတိုင်ကြားဖို့မြန်မာ US မှာရောက်နေတဲ့မြန်မာသားတွေကိုတိုက်တွန်းတယ်နှူးဆော်တယ်ပေါ့နော် အိုက်စမာတိုက်ချဖို့တိုက်တွန်းတဲ့နူးဆိုတယ်။အုတ်ကမင်းမောင်ကအချင်းပေါင်းများစွာပိုင်ဆေလူကိုတိုင်ချပါတိုင်ချပါမြန်မာပြည်ကိုပူအောင်တိုင်ချပါဆုမအတကုံနူးဆိုခဲ့တယ်။ဒီကိစ္စတွေမှာခမရတော့ဝင်မပါနဲ့။တကယ်လို့များဝင်ပါလို့ရှိရင် fault reporting ဆိုတာရှိတယ်။မှားယွင်းစွာတိုင်ချချက်မှာခမရတို့ကိုယ်တိုင်ကထောင်ချနိုင်တယ်။ဒီကိစ္စကိုကျွန်တော်တို့ဒီနေ့အဆွေးနွေးတော့မှာဖြစ်ပါတယ်။ကျွန်တော်မဆွေးနွေးခင်နေ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးမှလေလုံးဝပန်းစီလူဖက်ကူရက်တီပြီးမှပြောပြတာမဟုတ်တလို့အောက်ကမင်းမောင်ကိုလည်းပုတ်ခတ်ပြောဆိုတာမျိုးလုံးဝမလုပ်ပါဘူးဆိုမှတော့ပထမအဆုံးစကားပလင်ခံပြီးမှပြောပြရစေဒါပေမဲ့အခြေအနေကိုမြန်မာနိုင်ငံမှာရှိနေတဲ့ oh sorry US မှာရှိနေတဲ့မြန်မာနိုင်ငံသားရင်းကနားလေစေချင်တယ်ဥပဒေကြောင်းလေးပေါ့နော်ကျွန်တော်တိတလောက်ဆွေးနွေးမယ်ဒီကိစ္စကကျွန်တော်အများကြီးစာဖတ်ခဲ့ဖို့ရတဲ့မှာပါနေတယ်အခုက အုတ်ကမင်းမောင်ကပန်းစင်လူကို တိုင်ချတဲ့ကိစ္စမှာလူတတော်များများကိုသူကတိုက်တွန်းတယ်ပေါ့နော်အမေရိကရဲ့ FBI စီမှာတိုင်ချပါအစရင်ပြချပါအိုက်စီမှာတိုင်ချပါနော်ဆိုပြီးမှတိုက်တွန်းခဲ့တယ်တကယ်လို့မြန်ခင်များတို့ကအုတ်ကမင်းမောင်ရဲ့စကားကိုအားချပြီးမှပန်းစင်လူကိုမုံယုံနဲ့ပန်းစင်လူကိုတဘုံမချယုံနဲ့တွားတိုင်ပြီလို့ရှိရင်တကယ်ပဲစစ်စစ်တဲ့ခါကြမှာပန်းရှယ်ပန်းစယ်လူကတကယ်ပြမှုကျူးလူ ထားခြင်းမရှိဘဲနဲ့ဖြစ်သွားမယ်ဆိုရင်ခမည်းတိုင်တဲ့ကိုယ်တိုင်ကဒုက္ခအကြီး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 ရောက်လိုက်မယ်ဘယ်လိုမျိုးဒုက္ခရောက်နိုင်လဲဆိုတော့နောက်မှပြောပြပြောပြမယ်ပေါ့နော်ဆိုတော့အမေရိကမှာပြစ်မှုကျူးလွန်ထားသူတယောက်ကိုတိုင်တိုင်ချင်တယ်ဆိုတော့တက်တဲ့အထောက်အထားရှိမှ ခိုင်မာမှပဲတိုင်လို့ရတယ်နော်ဒီတိုင်အကြောင်းမေကြီးသွားပြီးမှတိုင်လို့မရဘူးတစ်ဖက်က တရားပြန်ဆွေးရင်တော့တိုင်သူဖက်ကလုံးဝကိုနစ်နာစရာအများကြီးရှိတယ် ်ခမရောကတိုင်တိုင်ပါလိမ့်မယ်ဒါပေမဲ့ပန်စီလူဖက်ကခမရောကို civil lawsuit ပြန်လို့မယ်ဆိုတော့ခမရောကအများအကြီးဒေါ်လာတင်းနဲ့ချီပြီးမှသူ့ကိုရိုချေးပြပေးရမှာခမရောအိုးသွားမှာဒါကြောင့်ပန်စီလူနဲ့အုပ်ကမင်းမောင်ကြားရင်းမှာမပါချနဲ့သူတို့ဦးတာချရင်ချကွာမဟုတ်ဘူးလားဥပဒေအရေးမှာလုံးဝမပါချနဲ့အထူးသဖြင့်ဒီတိုင်ချချက်မှာမပါချနဲ့ဒါမှမဟုတ်ခမရောကပဲအကြီးကျယ်ဒုက္ခရောက်လိမ့်မယ် ဘာကြောင့်ဒုက္ခရောက်မလဲဆိုတော့ကျွန်တော်ရှင်းပြပြအစ်ဒီအမေရိကမှာ FBI တို့ ICE တို့ကိုမှားယွင်းစွာတိုင်ကြားချက် false report လို့ပြောကြတယ်ဒါမှမဟုတ်ဒီ false report ဘောအဲ့လိုမျိုးလုပ်ကြတယ်ပြောကြတယ်ဒါကနောက်ဆက်တွေးရစူးကျူးတွေကအများကြီးရှိတယ်ပထမကျွန်တော်ပထမ like step by step ကျွန်တော်ရှင်းပြပြအစ်10 minute လောက်ပဲကျွန်တော်ဒီကိစ္စကိုပြောမယ်ပေါ့နော်ဆိုတော့ပထမဦးဆုံး Paul's report ကပထမအဆုံးဥပဒေကို USA ဥပဒေကိုချူပေါက်သွားတာဖြစ်နေတယ်။ USA ဥပဒေမှာ Title 18 US Court Section 1001ဆိုတာရှိတယ်။ဒါ TikTok တွေမှာလည်းအများကြီးခင်ဗျားတို့လည်းတွေ့မှာပါ။ TikTok တွေမှာလည်းဟိုမဟုတ်မဟုတ်အရင်တတယောက်နှစ်ယောက်တိုင်ကြားတယ် False report ဖြစ်ကြတယ်။မမှန်နဲ့မှားယူဆိုတာတိုင်ကြားမှုတွေလုပ်တယ်။အဲ့ဒီနောက်ဆုံးမှာတိုင်တဲ့လူကပဲအများဆုံး အများဆုံးတော့အဖြစ်နစ်နာကြတယ်ဆိုတော့ဒီဥပဒေကဒီ Federal Agency ကိုတည်တည်ချင်းနဲ့ခမားကပန်းစင်လူကိုမုံယုံနဲ့မာယူစွာပေါ့နော်ဒီအချက်လက်တွေကိုပေးပြီးမှပန်းစင်လူကလူစုပါပါလေပေါ့နော်ပန်းစင်လူကဒီ terrorist နဲ့အချမ်းဖက်အချမ်းဖက်မှုပွဲတွေနဲ့ဆက်ဆက်မှုရှိနေတယ်ဟိုအမားလို့တယ်ဒီအမားလို့တယ်လို့ခမားကအဖက်အစူရစင်မှာတိုင်နေဆိုပါဆိုခမားကဘာမှ တက်သေးထောက်ထောက်ထားလေးမရှိဘူးမာယူဆိုတဲ့တိုင်သွားလို့ရှင်တော့ခမားကို federal felony လို့ခေါ်တယ် federal jazzwin မှုနဲ့ခမားကိုပြန်ဖမ်းလို့ရတယ်ဆိုတော့အုတ်ကမင်းမောင်ကမြှောက်ပေးတဲ့အတိုင်းမတိုင်ကြနဲ့နော်မတိုင်ကြနဲ့မပါကြနဲ့သူတို့ဘာသာသူတို့ရံဖြစ်ပါစေကိစ္စမရှိဘူးဒါပေမဲ့ကြားရေးကနေခမားတို့ကိုမပါနဲ့အဲ့ဒါလေးကိုပြောပြချင်တာဆိုတော့ဒီနေ့မှာပန်းစင်လူကိုစောက်စီစောက်ကောင်းတယ်ဆိုတော့ပန်းစင်လူကိုမုံတဲ့လူမုံရင်ရှိမှာပါပေါ့နော် ဆိုတော့ဘေဘေချာမမပန်းဘူးတဲ့ပန်းစီလူစောက်ချီစောက်ကောင်ရေးတဲ့မင်းလေအစီကဒီကငါလုံးမှာကွာဒီပါငါတော့ငါစိတ်ကျူတော့မယ်နော်မပြင်းပြုတ်ပဲမင်းတို့ကဘသူဖက်ဖက်ပါပါငါစောက်ခယူမဆိုင်ဘူးဒါပေမဲ့အမေရိကမှာရှိနေတဲ့ပီတူလူထုအကြောင်းကိုကျွန်တော်ကရှင်းပြနေတာဒီကိစ္စမှာခင်ဗျားတို့ပါရင်တော့ဒုက္ခရောက်မယ်ဆိုတဲ့အကြောင်းကိုရှင်းပြနေတာအဲ့တော့မင်းတို့ကဘာရီလာပြောနေလဲဒီမှာဘောမာရီလာနန္ဒာလီတို့နော် နန္ဒာလီလို့နန်ဇေဇာတို့မင်းတို့ဘောမာတွင်လာမင်းတို့ဘောမာတွင်ဖြင်းရနေတာကုမေကုလူတွင်ရငါလည်းခီးငါပန်စီလူကူလေးရနော်ရတပ်ပြီးမှပန်စီလူပဲမပြောတာလည်းမဟုတ်ဘူးအုတ်ကမင်းမောက်ကိုပောက်ခတ်ပြီးပြောတာလည်းမဟုတ်ဘူးအမေရိကမှာရှိနေတဲ့မစီမဆိုင်ဘာမှမရှိမဆိုင်ပြည်သူလူထုကိုနစ်နာသွားမှာကြောက်လို့တနာလို့ပြောပြတာရှင်းမလားဆိုတော့တကယ်လို့များဒီလိုမျိုးတာခမများတော့ကအထောက်အထားမရှိဘင်းနဲ့ ပန်းစင်လူကိုခင်ဗျားတို့ကသွားတိုင်တယ်ဆိုရင်ဒါမျိုးကစာချုပ်ဆက်စပ်မှုမှာအတူအရောင် conspiracy theory လို့လည်းခေါ်ရဲ conspiracy conspiracy reporting လို့လည်းခေါ်ရဲဒီတိုင်ချခံရတဲ့သူကိုနိပန်နေစတာ no harassment လို့လည်းခေါ်ရဲမင်းတို့ကပန်းစင်လူကို harassment လို့တာနဲ့ conspiracy reporting လို့တာနဲ့တော်လို့ခင်ဗျားတို့ပြဒုက္ခရောက်နေပဲခင်ဗျားတို့ကအောက်ကမင်းမောင်မြောက်ပေးတဲ့အတိုင်းတကယ်လို့များလို့တာလို့ကြည့်တကယ်လို့ဥပဒေနီလာရနဲ့ FBI တို့က IS တို့ကပြန်ဆောင်စားနေမယ်ဆိုရင်ခမရတို့တိုင်ကြားချက်တာသူ့မှာအပြစ်မှုကျူးလွန်မှုမရှိဘူးဆိုရင်ခမရတို့တိုင်တဲ့လူကိုပဲဒုက္ခပေါင်းများစွာနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုဒီဒီနဦးရဲ့ပြဿနာကြောင့်မပါဝင်ဖို့ကကျွန်တော်ကပြောနေတာကွာမင်းတို့ပါရင်ပါတဲ့လူကပဲဒုက္ခရောက်မှာအမှုပတ်ကုန်မှာအကုန်လုံးကအဲ့ဒါကိုပဲရှင်းပြနေတာမင်းကပါလေငါလည်းခီးကွာဒီဘောမာရီကဒီဘောမာရီကိုမင်းတို့နားမနေတာရှင်းပြမယ်မင်းတို့ဘလောက်ပဲဘောမာဘောမာကွာ မင်းတို့ပန်စီလူကဘလောက်ပဲမုံမုံကွာဒီကိစ္စက US မှာနေထိုင်နေတဲ့မြန်မာပြည်သူပြည်သားတွေကိုကုချင်းစာလို့ပြောပေးနေတာကွာရှင်းလားကျွန်တော်ပြောဦးမယ်တကယ်လို့မြတ်မင်းတို့ကဘာတက်တီအထောက်အထားမှမရှိဘင်းနဲ့ပန်စီလူကိုတွားတိုင်လို့ရှိရင်ခမရတော့ကအနည်းဆုံးထောင်တိုင်းငါးနှစ်ကျနိုင်ချေရှိတယ်နော်ဒါကတာမန်အခြေအနေအောက်မှာထောင်တိုင်းငါးနှစ်ကျနိုင်ချေရှိတယ်တွားပြီးမှလေလာမယုံရင်တွားပြီးမှလေလာကြည့်ထောင်တိုင်း၃နှစ်၅နှစ်ကြာခဲ့တယ်အနည်းဆုံး ထောင်နဲ့ကြက်နိုင်ရှိရှိတယ်ဘာမှတက်သေးတဲ့တောင်မရှိဘင်းနဲ့မှားယူစွာတိုင်တယ်ဆိုတော့ငါနဲ့တက်တောင်ပူဆူးတယ်အထူးသဖြင့်အချမ်းဖက်နဲ့ပန်စီပါအချမ်းဖက်နဲ့ပန်စီလူကိုဆက်ဆက်မှုရှိပါတယ်လို့ပင်းထန်နဲ့ရဇဝမှုတွေနဲ့ခမရတို့ကတိုင်တယ်ဆိုရင်ထောင်နဲ့ရှစ်နှစ်တောင်ခမရတို့ကထောင်ချလို့ရတယ် US ဥပဒေအောက်မှာဆိုတော့အခုများတော့ဖြစ်တော့ခမရတို့ကျွန်တော်စိုးရိမ်မိတာကလေအောက်ကမင်းမာရဲ့မြောက်အောက်ကမင်းမောင်ရဲ့မြောက်ပေးချင်းကြောင့် ခမရောကပန်စီလို့ကိုဒီကောင်မကရဇဝင်မှုတွေနဲ့အချမ်းဖက်အချမ်းဖက်တမားတွေနဲ့ဆက်ဆက်မှုရှိလို့ခမရောတော့တိုင်မိတယ်ဆိုရင်အစူရကခမရောကိုစုံစမ်းစစ်ဆေးလို့တဲ့ခါကြမှာတကယ်လို့မြတ်မဖြစ်ခဲ့ဘူးဆိုရင်မင်းတို့ကိုထောင်းနိုင်ရှင်းနစ်ခမရောကိုထောင်းချလို့ရတယ်ဘာဖြစ်လို့လဲတက်တည်းအထုတ်ထားမှခမရောကိုမပြတ်နိုင်တာအေးထောင်းနိုင်ခမရကထောင်းမကြဘူးဆိုတော့ဖက်ဆန်ရှိလားငွေရှိလား အမေရိကဒေါ်လာ2သိန်းကျော်ဖက်ဒရယ်ကိုအစုရကိုပေးရမှာနော်အများဆုံး2သိန်းနဲ့5သောင်းခမရကအဲ့ဒီထိရောချေးပေးရမှာနော်အစုရအစုရကခမရကိုတန်ငွေရရမှာနော်ဒါကိုကျွန်တော်ကကုချင်းစာလို့ကွာခမရတော့မတိမှာဆိုလို့ကွာဟောဒီဒီဒီပြဿနာကြမှာခမရတော့မပါတာအကောင်းဆုံးပဲပန်စီလူပြတ်တက်တွင်လည်းမပါနဲ့ဥပရေလာဥပရေနဲ့ပတ်သက်လာလို့မပါနဲ့ဩကမင်းမောင်ကပြတ်တက်တွင်ကိုလည်းမပါနဲ့ တိုင်းကြချက်မလေးဝင်မပါချတဲ့မင်းတို့သာပါပြီးမှမင်းတို့ကစောက်ဥပရိအချောင်းကိုလေ့လာပြီးမှတိတာလည်းမဟုတ်ဘူးပြောက်ပေးတိုင်းလည်းမပါနဲ့အဲ့လိုငါဒီမင်းတို့ကိုကုချင်းစာစိတ်ရှိလို့ကတနာလို့ကျွန်တော်ထက်ပူတည်တဲ့လူတွေအများကြီးရှိပါတယ်ဒီကိစ္စမှာကျွန်တော်ထက်ပူချောင်းတဲ့လူတွေအများကြီးရှိပါတယ်မတိသေးတဲ့လူတွေတွေ့ကကျွန်တော်က sharing ပြန်လုပ်ပေးတာဆိုတော့မတရားတရားဆွေးစုမှုဆိုတာရှိသေးတယ် သူ့ဘက်က civil lawsuits ရရှိတယ် civil lawsuits ကတိုင်ချာတိုင်ခံတိုင်ချခံရတဲ့သူကမင်းတို့ကိုပြန်ပြားဆွေးမယ်ဆိုနစ်နာချေးဆိုတာရှိတယ် damage နစ်နာချေးတောင်းဆိုမှုရှိတယ်သူကမင်းတို့ကိုတရားပြန်ဆွေးလို့ရတယ်ပန်းစင်လူကလေဥပမာခမည်းကိုအုတ်ကမင်းမောင်ကမြောက်ပေးတယ်ကွာမြောက်ပေးတယ်တိုင်ချပါအောင် FBI မှာတိုင်ချပါအောင် ICE မှာတိုင်ချပါအောင် Interchange မှာတိုင်ချပါအောင်မင်းတို့ကလည်းဖင်ရပြီးမှသွားတိုင်တယ်ပန်းစင်လူကို ဒါပေမဲ့နောက်ဆုံးကျတော့ခင်ဗျားတို့ကဘာတက်တည်ထုတ်ထားမှလည်းမရှိဘူးတရားရုံးမှာမင်းတဲ့အခါစုံစမ်းစစ်တဲ့အခါကျမှကုကုကူတော်မှဘာပြောရမှမတိဘူးချင်နေဖြစ်နေတယ်အဲ့ဒါဆိုတော့ခင်ဗျားကနော် US အစိုးရကခင်ဗျားကိုဒဏ်ငွေရိုက်မလားထောင်ချမလားနောက်ထပ်ကြံသေးတယ်ပန်းစီလူဖက်ကခင်ဗျားတို့ကိုတရားပြန်ဆွေးမယ်ဆိုရင်သူ့ကိုနစ်နာကြီးအများကြီးပေးရတာပန်းစီလူဖက်ကဘလို့တရားပြန်ဆွေးမယ်လေတိလားနစ်နာကြီးရှစ်နေခပြန်ဆွေးမယ်ရှစ်နေငါးခပြန်ဆွေးမယ် စိတ်တန်ရခစိတ်တန်ရရတယ်သူတို့ကျွန်မကိုတိုင်ချနေလို့ဆိုမှပန်စီလူကခမရကိုတရားပြန်ဆွေးလို့ရတယ်ကုံတိတ်ခါကြဆင်းမှု defamation ပြန်ဆွေးလို့ရတယ် to the အဲ့လိုမျိုးစသဖြင့်များအကြီးခမရကိုပြန်ဆွေးလို့ရတယ်အဲ့မှာခမရကဒေါ်လာ3ချီရှိလားခမရမှာဒေါ်လာ3ချီအစရှိလားတကယ်လို့မြက်ပန်စီလူကခမရကိုတရားပြန်ဆွေးမယ်ဆိုအဲ့ဒီဒေါ်လာ3 3ချီရှိပါတယ်ကွာ အစပါလို့မင်းကယုံနိုင်ပါတယ်လို့ပြောတယ်ဆိုတော့တမျိုးပေါ့ကွာတိုင်းချ ဘာမှကိစ္စမရှိဘူးပေါ့မင်းတို့ဘလောက်ပဲမုံမုံပေါ့ခင်ဗျားတို့ပန်စင်လူကဘလောက်ပဲမုံမုံခင်ဗျားတို့အောက်ကမင်းမောင်ကဘလောက်ပဲမုံမုံခင်ဗျားတို့နှစ်ဖက်စလုံးမှာဘလောက်ပဲချစ်ချစ်နော်သူတို့ငွေချာမှာခင်ဗျားတို့ဝမပါတာအကောင်းဆုံးပဲကျွန်တော်တို့ပြောရတာ US မှာရှိရမြန်မာနိုင်ငံတောက်ကိုပြောပြတာနော် US မှာနေထိုင်ရမြန်မာနိုင်ငံတောက်ကိုပြောပြတာနော်ဆိုအထူးသဖြင့်ဒီလူအချင်းမျိုးကဘေးလူအချင်းမျိုးမှာပြစ်ဒဏ်ကပူကြီးတယ်လေဆိုတော့ အကျံဖက်မှုနဲ့ဆက်ဆက်နေတဲ့အချက်အလက်တွေကိုတော့ဘာမှမရှိဘဲနဲ့လှုပ်ချံပြီးမှ တိုင်ချားတယ်ဆိုရင်ခမရကထောင်တန်ရှစ်နှစ်ဒေါ်လာသိန်းယူရမယ်ထောင်ချရမယ်အနေထားရှိနေတယ်ပြီးတော့တခြားတယောက်ကိုပြမှုကျူးလွန်မှုမရှိဘဲနဲ့အခုလိုမျိုးနူးဆော်ရင်းနဲ့နူးဆော်ရရောက်တဲ့အခါကျလို့ရှိရင်ခမရကိုအများကြီးဒါကပုဒံပူချပိဒံပူချတယ်ဆိုတော့ဒီတိုင်ချားချက်ကြောင့်ပေါ့နောက်တစ်ဆုံးတယောက်က တိခိုက်တန်ရာရတာတို့ရှိတယ်ဆိုပူစီပူစူးတယ်တာမျိုးကဆိုတော့ဘလောက်ပဲဘလောက်ပဲခမရိုကပါစီလူကမုံမုံဘလောက်ပဲအုတ်ကမင်းမောင်ကိုချစ်ချစ်ပေါ့ကျွန်တော်နားလေတယ်ပါစီလူကမုံတဲ့လူအများကြီးရှိတယ်ကျွန်တော်နားလေတယ်ကွာအထူးသဖြင့်တော်လှန်ရေးကာလရင်းကြီးမှာတဘောမချတဲ့လူတွေအများကြီးရှိတယ်ကွာဒါပေမဲ့ဒီနေရာရဲ့ပြဿနာကြားမှာခမရိုကသွားပြီးမှအမှုပတ်မခံအမှုပတ်ခံမနေနဲ့အဲ့ဒါကိုတော့ကျွန်တော် တကယ့်စေတနာအရင်နဲ့ပြောပြတာတကယ့်စေတနာအရင်နဲ့ပြောပြတာတက်တည်အထောက်အထားမရှိဘင်းနဲ့မှားယွင်းစွာနဲ့ US မှာတိုင်ကြားချက်တစ်ခုခုလုပ်နေတယ်ဆိုတော့အဲ့ဒီတိုင်ကြားသူကပဲဒုက္ခပေါင်းများစွာနဲ့ရင်ဆိုင်ရတယ် US ရဲ့ legal system ကအယံမိုက်တယ်သူတို့ကအယံမိုက်တယ်မတရားမှုကိုသူတို့လုံးဝမကြိုက်ဘူးအကုန်လုံးကနှစ်ဖက်စလုံးဖက်မှာ justice ဖြစ်အောင်တရားမျှတမှုဖြစ်အောင် ရက်တည်နေတဲ့ဒီတရားဥပဒေစူးမှုတဲ့နိုင်ငံဖြစ်နေတယ်။ဆိုတော့ဂျာရီကလည်းအုတ်ကမင်းမောင်ကမြှောက်ပေးလို့ခမရောက်ကသွားပြီးမှဘူးမတိပါဘူးဟိုရေးဒီရေးလို့ကြတယ်ခမရောက်ကဒီလိုလို့ကြတယ်။သူတို့ကတော့ဒီအစူရကိုနောက်ဆက်ပေးတယ်လို့မျိုးဖြစ်တယ်။အမှားယူဆိုတိုင်ကြတာမျိုးဖြစ်တယ်။နောက်ဆုံးကျမှသူတို့ကအလုံးမြောင်ပြန်လို့တာမျိုးရှိတယ်။တို့ကြနေခမရောကိုပဲထောင်ချခံရလိမ့်မယ်အဲ့ဒါကိုတော့ကျွန်တော်တိပေးပြစေဘာဖြစ်လို့လဲဆိုအခုတလုံးမှာ ပါစီလူနဲ့အုတ်ကမင်းမောင်ကတော်တော်လေးသူတို့နှစ်ဦးရဲ့ပဋိပက္ခကပြင်းထန်လာတယ်။နှစ်ယောက်စလုံးကလည်းမချခင်မှာတရားရုံးမှာတွေ့ရမဲ့လူနှစ်ယောက်ဖြစ်နေတယ်။အဲ့ဒီကြားလေးကနဲ့အုတ်ကမင်းမောင်ကလည်းပါစီလူကိုတန်ချပါအောင်တန်ချပါအောင်ဆိုပြီးမှသူ့ရဲ့ပြစ်သက်တွေကိုနူးဆိုနေတယ်တိုက်တွန်းနေတယ်ပေါ့နော်။အဲ့ဒီကြားထဲမှာတချို့လူတွေကပါစီလူကိုမုန်းချင်တဲ့စိတ်နဲ့ပါစီလူကိုမကြိုက်တဲ့စိတ်နဲ့ခမရုပ်ကလည်းတိုင်တိုင်သွားနိုင်တယ် ်ဘောနော်ဥက္ကမင်းမောင်ကိုသဘောကျပြီးမှအားပေးပြီးမှကျွန်တော်ဒါကပစ်တင်တာမဟုတ်ဘူးနော်လုံးဝပစ်တင်တာမဟုတ်ဘူးခင်ဗျားတို့လောပိုင်ခွင့်တော့ရှိတယ်ဒါမြက်ခင်ဗျားတို့ဒါတိုင်ကြချက်လောက်တော့မယ်ဆိုမတိုင်ခင်လေးမှာတေချာစဉ်းစားပါခင်ဗျားတို့မှာတက်တေလုံလောက်လုံလောက်ရှိလားခင်ဗျားတို့ခင်ဗျားတို့ခင်ဗျားရောတကယ်ပဲကုကုကုကောက်ခွင့်နိုင်လားတကယ်လို့မြန် legal problem legal issue ဖြစ်လာမယ်ဆိုရင်ဒါရင်ကိုလေးထည့်စဉ်းစားစေချင်တယ်ဒါမှမဟုတ်ရင်ခင်ဗျားတို့ကဘူးမတိဘာမတိဟောတိုင်းဒီတိုင်းလို့နေမယ်ဆိုရင် တို့ကြနေခမရတို့ကပဲကြီးမားတဲ့ဒုက္ခကြီးနဲ့ခမရတို့အင်းအင်းခေါင်းမိုးပေါ်မှာကြာရောက်လိမ့်မယ်အဲ့ဒီမှာမဖြစ်ရှိနိုင်ဘဲနဲ့ခမရတို့ကမျက်ရည်နဲ့ဒူးနဲ့တုတ်ပြီးမှငုံနေရမယ့်အနေထားတွေရှိနေတယ်အဲ့ဒါလေးကိုတော့သတိထားစေချင်တယ်အဲ့ဒါလေးကိုပြောပြတာနော်ဆိုတော့ဒါကမမင်းတို့မကြိုက်နဲ့လို့ရှိပေါ့ကွာဒါကလုံးဝကျွန်တော်ပြောပြသားနှစ်ပတ်နှစ်ပတ်စလုံးကိုလုံးဝသူတို့သူဖက်ကကာပြီးမှပြောတာမျိုးမဟုတ်ဘူးဒါမဲ့အခြေအနေကိုပြောပြတာ ဒီမှာကအောင်အောင်ကပါလေမင်းမေစပလာတကုံကအမေကျွန်တော်မေကိုလာအော်ကျွန်တော်မေကိုတကုံလာစောကားတော့လာလာစေးတော့ကျွန်တော်ပြောပြမယ်မင်းတို့ပါစီလူကိုမုံရင်မုံငါစောက်ခယူမဆိုင်ဘူးမင်းတို့ကမင်းမကိုမုံရင်မုံငါစောက်ခယူမဆိုင်ဘူးဂျာရီကခယူဆိုင်တာကအမေရိကမှာရှိနေတဲ့မြန်မာပြည်သူလူထုဒုက္ခရောက်မှာကျွန်တော်စူးရင်ပင်းနေတာဒီအချောက်မှာငါလုံးမှာဒီအုတ်ကမင်းမောင်ကြောင့်ဘာမှမစီမဆိုင်နဲ့ မြန်မာပြည်သားတွေဒုက္ခရောက်မှာကျွန်တော်စူးရင်ပင်းနေတာတို့ကြတယ်သူတို့ထောင်ချနိုင်ခြေရှိတယ်နော် false reporting ရဲ့ consequences ကကြီးမားတယ်ထောင်ချနိုင်တယ်သူတို့ကဒေါ်လာသိန်းချီနဲ့အယောချေးပင်းနိုင်တယ်ရှင်းလားကျွန်တော်ပန်းစင်လူလေးခယူမဆိုင်ဘူးအောက်ကမင်းမောင်လေးစောက်ခယူမဆိုင်ဘူးကျွန်တော်ခယူဆိုင်တာဒီအောက်ကမင်းမောင်ချောက်မြတ်အမေရိကမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုဒုက္ခရောက်မှာကိုကျွန်တော်ကအစိုးရင်ပေးတာ ဒီလူတို့ဒီလူတို့ပဲကျွန်တော်ကပြောပေးတာဝင်မပါကြနဲ့ဝင်ပါလို့ရှင်ခင်ဗျားတို့တရားရေးနဲ့ရင်ဆိုင်ရအောင်မယ်။တန်းနဲ့ချီပြီးမှတင်းနဲ့ချီပြီးမှထောင်းတယ်နဲ့ကြံ့နိုင်ချေရှိတယ်။ခင်ဗျားတို့ဒါရင်ကိတတိထားပါဒါလေးပဲပြောပြချင်တာ။အမင်းတို့ကပါလို့ဖင်ရပြီးမှဟိုစေးဒီစေးလုပ်နေရလဲငါလုံးမသားတွေရေငါလေးခီးကဲကျွန်တော်ပြောတော့တော့ပြောပြီးပြီပြောချင်တာလည်းပြောပြီးပြီကျန်တဲ့ပိုင်းကတော့ခင်ဗျားတို့ရဲ့တဘောနော်ကျန်တဲ့ပိုင်းကတော့ခင်ဗျားတို့စောက်ဆရာကြီးလို့ကိုကိုကိုထင်းတဲ့ဒီ ထင်တဲ့လူတွေကလည်းမင်းတို့နောက်ဆုံးပြစောက်ဒေါသတွေပုံများရတယ်ဆိုတော့ကျန်တဲ့ဟာတော့ခင်ဗျားတို့တဘိုးနဲ့တဘိုးတွေလို့ကြတော့နော် That's it guys bye bye